to express the way they want to, to question, to experiment, to explore, to collaborate, to innovate. အဲ့တော့ design ဘာသာရပ်ကိုစိတ်ဝင်စားပြီးတော့စင်ပေါ်နိုင်ငံမှာတောင်းတရောက်ဖို့စဉ်းစားနေတဲ့အကြောင်းကြောင့်ပါလေအနေနဲ့ Asia Leading Aaron Design Institution ဖြစ်တဲ့ LaSalle College of the Arts မှာတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ design ဘာသာရပ်တွေကဘာကြောင့်မို့လို့ LaSalle College of the Arts ကိုရွေးချယ်ပြီးတော့တက်ရောက်ကြတာလဲ။ စင်ပေါ်နိုင်ငံရဲ့ပထမဆုံး App University ဖြစ်တဲ့ The University of the App Singapore ရဲ့ founding member ဖြစ်တဲ့အပြင် program အနေနဲ့လည်း diploma, bachelor, postgraduate ဆိုပြီးတော့ကျတော့မှသုံးမျိုးကိုရွေးချယ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ဒါပြင် diploma ကိုလျှောက်ထားမဲ့ကျောင်းကျောင်းသားတွေအနေနဲ့ Ministry of Education MOE ကနေပေးအပ်တဲ့ MOE tuition grant ကိုလျှောက်ထားနိုင်မှာဖြစ်ပြီးတော့ lecture ကျောင်းကနေပြီးတော့ကျွန်တော်မှာပေးအပ်တဲ့ diploma scholarship ကိုလည်းရယူနိုင်မှာဖြစ်ပါတယ် Paving the way forward for the next generation of artists We're not just making waves in arts education. We, we are, are redefining, redefining it. Across cultures, industries, borders. This is not just an arts university. This is La Salle. where the arts matter most. လာဆကောလျှော့ဒီရကိုလျှောက်ထားမဲ့အကြောင်းကြောင့်ပါတယ်အနေနဲ့မိမိတက်ရောက်လို့လဲဘာသာရပ်အတွက် portfolio ကိုပြင်ဆင်ပြီးတော့ကြောင်းမှာတင်ရမှာဖြစ်ပါတယ်။ဒါပြေ scholarship တွေအမွေတူရှင် grant တွေကိုလျှောက်ထားမဲ့အကြောင်းကြောင့်ပါလေအနေနဲ့ကလည်းကိုတင်လိုက်တဲ့ portfolio ပေါ်မှာမူတည်ပြီးတော့ကြာတော့မှစုံဖြတ်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်သူတွေလျှောက်ထားနိုင်ပါလဲ။ underline ဘာသာရပ်ကိုစိတ်ဝင်စားတဲ့ NGCSE အောင်မြင်ထားတဲ့အကြောင်းကြောင့်ပါလေ GD အောင်မြင်ထားတဲ့သူတွေ တက္ကသိုလ်ဝန်ထမ်းအောင်မြင်ထားတဲ့သူတွေ OSSD အောင်မြင်ထားတဲ့အကြောင်းကြောင်းသားတွေတက္ကသိုလ်ပညာရေးမပြီးဆုံးနေတဲ့အကြောင်းကြောင်းသားတွေနဲ့ဘွဲ့ရထားပြီးတဲ့အကြောင်းကြောင်းသားတွေအားလုံးရှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။ Lasalle College of the Year အနေနဲ့တနှစ်ကိုကျောင်းဖွင့်ချိန်တစ်ချိန်သာရှိပြီးတော့ကြာတော့မှအခုလာမယ့်2026ရဲ့ August လကျောင်းဖွင့်ချိန်ကိုစတင်ပြီးတော့မှရှောက်ထားနိုင်ပြီဖြစ်ပါတယ်။လူကြီးကန့်သက်ချက်ရှိတာကြောင့်မလို့ကျောင်းလျှောက်ထားခြင်းနဲ့အကြောင်းကြောင်းသားတွေအနေနဲ့အစောဆုံးကျောင်းလျှောက်ထားဖို့အတွက်ကိုလည်းတိုက်တွန်းလိုက်ပါတယ်။ ဒါကြောင့် Lasalle College of the Arts ရဲ့ August 2026ကျောင်းဖွင့်ကြိမ်ကိုကြောင်းလျှောက်ထားဖို့အတွက်ကျောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကြတော့မှအသေးသေးသိချင်တဲ့ကျောင်းတစ်ကျောင်းသားတွေကျောင်းလျှောက်ထားဖို့အတွက် portfolio ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့မှအသေးသေးသိရှိချင်တဲ့ကျောင်းတစ်ကျောင်းသားတွေအနေနဲ့ Study Block Information Center မှာတိုင်ပြီးဆွေးနွေးပြီးတော့မှကျောင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ Study Block Information Center အနေနဲ့ကျောင်းမတော်မှတူချင်းဒီကိုကျောင်းလျှောက်ထားပြီးတဲ့ application process ကနေစပြီးတော့ဒီ process တွေအလုံးကို web store service နဲ့ကိုကြီးဆောင်ရွက်ပေးရရှိပါတယ်